အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှကျွန်တော်မိတ်ဆွေမြောက်ပေးခြင်းတဲ့အကြောင်းအရာလေးရတော့ကျွန်တော်ဒီရက်ပိုင်းမှာဆိုရင်ကျွန်တော်မိုးတီးထန့်စွာရွာသွန်းမှုကြောင့်ကျွန်တော်တို့တရုတ်နိုင်ငံတောင်ပိုင်းမှာဆိုရင်ကျွန်တော်ရေကြီးမှုတွေအားဆိုရင်တော်တော်လေးစိုးစိုးဝါးဝါးဖြစ်နေတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အဲဒီထဲမှာဆိုရင်ကျွန်တော်တို့နော်ကားရီတောင်မျောပါသွားတဲ့အခြေအနေလောက်ထိကိုကျွန်တော်ရေကြီးနေတောင်တွေ့ရပါတယ်မို့ဒီဗီဒီယိုပိုင်းပြည်စုံလေးတွေကိုကျွန်တော်တို့လိုက်ပါကြည့်ရှုပေးပါအောင်နော်ဒါဒီရက်ပိုင်းမှာကျွန်တော်တို့ကမိုးတွေရက်ဆက်ရွာတဲ့အခြေအနေမှာကျွန်တော်တို့တရုတ်နိုင်ငံတောင်ပိုင်းမှာဆိုရင် တောင်ပိုင်းနဲ့အနောက်တောင်ပိုင်းမှာဆိုတော့ဒီကြီးရဲ့ဖြစ်စဉ်တွေကတော်တော်လေးဆိုးတယ်နော်။ဒါအခုဆိုရင်လည်းကြည်တော့ကားတွေတောင်မျောပါလာတာအားတော်တော်လေးဆိုးသွားတယ်ကြာနော်။အထူးနိုင်ငံကတော်တော်လေးကဆိုးတက်တဲ့နိုင်ငံလို့ပြောရတယ်နော်။ဒီလိုအနေထားမျိုးတော့ကဒါမှတားဆီးကြပြီးအောင်တော့ပါဝါဘေးကွာ။အဲ့တော့ဒီဒီနှစ်မှာလေးပေါ်တာဘိုးရဒီရောက်လာဒီဆိုတော့ဒီနှစ်ကဒီကြည့်ခဲ့တဲ့နေရာရဲ့အကြောင်းမှာသတိထားမယ်နော် phải chiêu nữa cái này đi nó biết đoạn đó rồi mà ta đi được chúng mà to bây giờ rồi ta lại mà tuy rồi còn gì nữa thì được chưa phải chiêu nữa phải chiêu lại nữa đủ hai rồi không nhiêu rồi ေပိုင်းနဲ့ကြောက်လိုက်တယ်ဘူးနော်ဟုတ်ကဲ့ဆက်လောက်ကြည့်ကြည့်လိုက်တယ်ဒါကတော့တရုတ်နိုင်ငံကွမ်ကျုံပြည်နယ်မှာငိုတဲထန်စွာရွာသွန်းမှုကြောင့်ရေကြီးမှုတွေဖြစ်ပွားခဲ့တဲ့ဖြစ်ရည်လေးတစ်ခုပေါ့နော်။ဆွေရဲ့လာရဲ့တာ။ချောင်းချုံနဲ့ကုန်းချိုင်တို့အပောင်းဝင်မြို့နယ်များမှာလည်းရေကြီးများကနေရေများကမတရားဝင်လာခြင်းကြောင့် မြို့တွင်းလမ်းများအဆောက်အအုံများလဲရမိများလဲတော့အသင့်ဖုံးလန်းခဲ့ရတယ်။ထိခိုက်မှုအခြေအနေကတော့လူဦးရေတိမ်ကျော်ရှိပြီးရှေ့ပြောင်းသူလေးတည်းလို့သိရတယ်။မိုးကြီးနဲ့မြေပြင်းမှုများကြောင့်လမ်းများပိတ်ခြင်းဈေးဝယ်ဆန္ဒတခုမှလည်းဂျင်းများဝင်ခြင်းကြောင့် basement တွင်ထားတဲ့ကားတွေလည်းကျောက်ဆုံးခဲ့ရတယ်လို့သိရပါတယ်။တရုတ်အစိုးရမှအရေးပေါ်အဆင့်တက်မှတ်ပြီး flow response ကိုအသုံးပြု၍ လူဦးရေတသိန်းကျော်အတွက်ကယ်ဆယ်ရေးများလည်းဆက်လက်ဆောင်ရွက်နေပါတယ်။ NDRC မှလည်းယွမ်တန်းတရားကိုထောက်ပံ့တဲ့အနေဖြင့်ခြားထားပြီး ရေသုံးရည်နဲ့အစားတော်များကိုပြည်သူများထံသို့ဆက်လက်ပေးအပ်နေတယ်လို့လည်းသိရပါတယ်။ဒါကတော့လက်ရှိတရုတ်ပြည်မှာရေဖြစ်သွားခဲ့တဲ့တဲ့င်းတွေပါ။ဒီမှာဆိုရင်ကျွန်တော်တို့ကဂျီကြီးရနော်ကျွန်တော်တို့က city map တဲ့မှာကုန်တိုက်တွေမှာဆိုရင်လည်းကျွန်တော်တို့ကဂျီတွေပြည့် ก็สะงายชาวลําเข้าณสะงายเนี่ยแต่ตรงนี้อย่างที่เขาได้มากันเนาะก็ท้ายอยู่จะจูจ่าตัวเนาะไอ้ท้ายจูจ่าตัวไอ้ฉิงเนี่ยก็กล้าแต่ละอย่างขึ้นเนาะมาคิวเนี่ยเนาะสิปีมาดีเลยดีดีเลยดีเลยเพชรก่อนคือสิติอยู่เลยเนาะบ่าวไปเนี่ยจะบ่มาได้ไหนเนาะ 这个太吓人了。小车都飘起走了，看、哦，伢、这个、人过的人过不了的嘛，小车都冲起跑了，那个小车都冲起跑了，天老爷！ တော့ဂျပန်ဆူနာမီရောပုံစံတိုင်းပဲเนาะကားတွေကြီးနေပြီးတော့ပါတော်ဆူရယ်နော်ဂျီစီအားလေးတော်တော်လေးပြင်းနေတယ်နော် củ cây rồi đó cái gì cái gì lấy sảy đó nó Mm-hmm. တို့တောင်ကြချောင်းနေနော်တောင်ကြချောင်းရေရကိုပင်းလေးပြင်လို့ဖြစ်သွားနော်โอเคကျွန်တော်တို့ဗီဒီယိုပိုင်းလေးတွေကဒီလောက်ပါခင်ဗျဒါကတော့လက်တလောကျွန်တော်တို့ဒါတရုတ်ပြည်မှာမိုးရေရက်ဆက်ရွာသွန်းတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်ရေကြီးတဲ့ဖြစ်စဉ်တွေအားဆိုရင်တော်တော်လေးဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ဒါအခုရက်သက်ဘက်မှာဆိုရင်ကျွန်တော်တို့ဒါအဲတရုတ်နိုင်ငံဒါအနောက်တောင်ပိုင်းနဲ့တောင်ပိုင်းအနောက်ပိုင်းတို့မှာဆိုရင်အဲတရုတ်နိုင်ငံအနောက်ပိုင်းတို့မှာဆိုရင်ကျွန်တော်တို့ဒါရေတွေအားဆိုရင်တော်တော်လေးကြီးနေတယ်ပေါ့နော်ဒါဒီဖြစ်စဉ်တွေအားဆိုရင်ကျွန်တော်တို့ဒီနှစ်မိုးရာသီမှာကျွန်တော်တို့ဒါမြန်မာနိုင်ငံအနေနဲ့လေဒါတတိထားရမယ်ပေါ့နော်ကျွန်တော်တို့ဒါလိုခဲ့တဲ့ရက်တွေမှာလည်းကျွန်တော်မြန်မာပြည်မှာလည်းတချို့နေရာတွေမှာရေကြီးခဲ့တယ်ပေါ့နော် ဒါကြောင့်မို့ဒီမိုးရသည့်အလေရောက်လို့ရင်ကျွန်တော်မနေ့ကညကြီးခဲ့တယ်ကျွန်တော်နေလုံးတာချီလိမ့်လို့နေရတယ်ကျွန်တော်ဖန်အန်လို့နေရတယ်တော်တော်များများနော်အဲ့နေရာတွေနေနေကျွန်တော်အခုချိန်ကြီးကကြိုတင်ပြီးတော့ဒါပလန်လေးဆွဲထားသင့်တယ်ဗောနော်ဒါမှလည်းကျွန်တော်တို့ဒါရေကြီးတဲ့အချိန်မျိုးကြရင်ကျွန်တော်တို့ဒါအေးပေါ်အချိန်ဒီနဲ့ကြုံလာတဲ့ခါမျိုးကြလို့ရင်ဒါလွယ်လွယ်ကူကူလေးကြော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီဗီဒီယိုပိုင်းလေးတင်ဆက်တဲ့အကြောင်းအရာတော့ကျွန်တော်တို့ဒါအဲကိုယ့်အိန္ဒိယနိုင်ငံမှာဒီလိုမျိုးတွေဒါဖြစ်နေတယ်ဗောနော်ဒါကိုယ့်ရဲ့ ဒီကျွန်တော်တို့လည်းမွေးရသည်ရောက်နေပြီတွေ့တဲ့အကြောင်းမို့လို့ကျွန်တော်တတိမေးလျော့နေမှာဆိုတော့ကျွန်တော်ဒါတင်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ဒီမှာလေးဒီမှာပဲဆုံးသက်လိုက်ပါတယ်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်းဆုံတွေ့ကြမယ်နော်